Mingala မင်္ဂလာပါရှင် ခေတ္တမန္တလေးချန်နယ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းသစ်များကိုတင်ဆက်ပေးပါမယ်။နောင်ချိုမြို့မှာစစ်ကောင်စီကလေရင်ကိုအနှိမ်ပြန်တမ်းပြီးစင်ရတနာပရိယတိစာတင်တိုက်ကိုပုံကျဲပစ်ခတ်မှုတန်ငါတော်9ပါးနဲ့ပြည်သူ9ဦးစုစုပေါင်း14ဦးသေဆုံးခဲ့တဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့မှာစစ်ကောင်စီကစစ်လေရင်ကိုအနှိမ်ဆုံးပြန်တမ်းပြီးစင်ရတနာပရိယတိစာတင်တိုက်ကိုပုံကျဲပစ်ခတ်ရာတန်ငါတော်9ပါးနဲ့ပြည်သူ9ဦးစုစုပေါင်း14ဦးသေဆုံးကြောင်းနောင်ချိုမြို့မှာဒေသခံပြည်သူတွေကပြောပါရတယ်။မလ16ရက်နေ့နေ့လည် 9:26မိနစ်ချိန်ကစတင်ပြီးစစ်ကောင်စီရဲ့တိုင်းလင်းရင်ကအနိုင်ဆုံးပြန်တမ်းပြီးနောင်ချုံမြို့စင်ရတနာပရိယတ်တိစာတင်လိုက်ကိုပုံချဲပြခတ်ခဲ့ကြောင်း ပုံလီလုံးနှစ်ကျင်းကျေချခဲ့ပြီးလင်းရင်ပေါ်မှာစတနတ်နဲ့အတွဲလိုက်နှစ်ကျင်းပြစ်ခတ်ခဲ့ကြောင်းအစိုးရပြစ်ခတ်မှုကြောင့်စင်ရဒနာပြည်ရဲ့တိစာတင်တိုင်းမှာတန်ငါတော်၉ပါးနဲ့ပြည်သူ၅ဦးတည်ဆုံးခဲ့ကြောင်းသိရပါတယ်။လင်းရင်ကိုနိမ့်နိမ့်လေးပြန်ပြီးပြည်သူတွေကိုစစ်ပေးဆောင်နေမှတည်ရနဲ့တမင်ကိုရှိရွယ်ပြီးလူသက်သွားတယ်။တန်ငါတော်၉ပါးပြန်လုံတော်မူပါတယ်။တန်ငါတော်၉ပါးမှာကိုရင်၈ပါးနဲ့ဦးစင်တပါးလည်းပါတယ်။စစ်ပေးဆောင်ပြည်သူ၅ဦးလည်းတည်ဆုံးနေစုစုပေါင်းက၁၄ဦးတည်ဆုံးပါတယ်လို့နောင်ချုံမြို့မှာပြည်သူတအုပ်ကပြောပါတယ်။စစ်ကောင်စီတပ်နဲ့လင်းရင်နဲ့ပြစ်ခတ်မှုကြောင့်ဖုန်ကြီး ကြောင်းနဲ့နေအများပြားမီးလောင်ပျက်စီးသွားကြောင်းသိရပါဗျ။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ပူလူတူစကန်သိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်သားစနအုပ်တီဆုံးကြောင်း KNU ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီတပ်ရဲ့ပူလူတူစကန်သိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်သားစနအုပ်တီဆုံးပြီးစစ်တပ်ဦးထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတယ်လို့ KNU ဗဟိုကမတ်လ15ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလွတ်မြောက်သွားတဲ့စစ်ကောင်စီတပ်သားတွေကလက်နက်ကန်ရအချို့လဲယူဆောင်သွားပြီးအဲ့ဒီထဲမှာတန်ရာရရှိထားတဲ့သုံးပါဝင်တယ်လို့သိရပါတယ်။အဲ့ဒီစကန်ကိုပြီးခဲ့တဲ့ဖေဖော်ဝါရီ25 25ရက်နေ့ကကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်တွေကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး16ရက်ကြာမန္လာ14ရက်နေ့မှာအပိသက်သိမ်းပိုက်တာလို့ဆိုပါတယ်ပူလူတူစကန်ကုန်းကစစ်ကောင်စီခြေလင်းတိုင်ရင်ခလာရ31ကစစ်ကောင်စီတပ်သား40ကျော်နဲ့အထိုင်ချထားတာဖြစ်ပြီးထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတဲ့အချိန်မှာတက်ခွဲမှုလည်းပါဝင်တယ်လို့စစ်ရေးသတင်းအရှင်မြစ်တွေကပြောပါတယ်တိုက်ပွဲကာလတွင်စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ခတ်တာရီနေစဉ်ရှိခဲ့ပြီး KNL ပူးပေါင်းတပ်တွေဘက်က6ဦးထိခိုက်ဒဏ်ရာရပြီး3ဦးသေဆုံးခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြ ြထားပါတယ်။ပူလူတူးစစ်ကန်တိုင်တိုက်ပွဲကြောင့်လိုင်းပွဲမျိုးနဲ့ပိုင်ကြုံမျိုးနဲ့ကွဲထိုင်းမြန်မာနေဆန္နာကကလေးဖိုးကလေးကြီးရွာအပါဝင်မဲခဲ့ ကလင်မိုးခီရွာဘက်ကဒေသခံ900ဝန်းကျင်ဒိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးတင်းရှောင်နေကြပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကတစုံတရာထုတ်ပြန်တာမျိုးမရှိသေးသလိုစစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စောမင်းထွန်းကိုတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပြီးမြလက်ခံဖြေဆိုတာမျိုးမရှိပါဘူး။ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့စစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးလက်နက်နဲ့အတူရေးဘလူးဖွဲ့ထံခိုးလုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်ရေးမြို့နယ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးလက်နက်ခံရတချို့နဲ့အတူမလ14ရက်နေ့ကရေးဘလူးတပ်ဖွဲ့ထံခိုးလုံလာတယ်လို့တာဝန်ရှိသူတွေကပြောပါ ါတယ်ကိုလုံလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမှာတကြက်ကြီးအစင်းရှိသူတအုံနဲ့တပ်သား၅ဦးပါဝင်ပြီးရေးမျိုးအခြေဆိုင် MSF ကိုချီလင်တိုင်ရင်မှာတာဝန်ထမ်းဆောင်နေကြတဲ့သူဖြစ်တယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်အတွင်းမှာမနေချင်တော့တာကြောင့်ရေးဘလူအဖွဲ့ကိုကဲထုတ်ပေးဖို့ဆက်သွယ်လာတာလို့ရေးဘလူအဖွဲ့ရဲ့ပြောခွင့်ရသူတိုင်ရင်မှုကိုထက်လိုင်ဝင်းကပြောပါတယ်ပူပေါင်းခြင်းနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယ်တိုင်ကဆက်သွယ်လာတာပေါ့သူတို့မနေချင်တော့တာကြာပြီဆိုတဲ့အကြောင်းရေးမျိုးတွေကဒေသခံတွေလည်း မဟုတ်တဲ့အတွက်နေမည်လည်းမကျွမ်းကျင်ဘူးလို့စကောင်စင်ကထွက်ဖို့အခွင့်လမ်းမရှိဘူးဆိုလို့တွားရောက်ခဲ့ထုတ်ခဲ့တာပါသူတို့နဲ့တူ MA3 တနတ်တလန်ဂျီပေါင်းနှစ်ခုနဲ့ MA3 ဂျီအတောင်း60ပါလာတဲ့ရေဘလူးအဖွဲထံလာရောက်ပူပေါင်းကြသူတွေကိုစုငွေတချို့ပေးအပ်ထားပြီးလုံခြုံတဲ့နေရာမှာထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့သူကဆိုပါတယ်ဖေဖော်ဝါရီတလအတွင်းစစ်ကောင်စီတပ်ကဗိုလ်မှူးအစင်ရှိသူတအုပ်ပါဝင်စစ်ကောင်စီတပ်သားနဲ့ရဲတပ်ဖွဲ့ဝင်64ဦးအတမ်းမဖက်အာဏာဖီဆိုင်လှုပ်ရှားမှု CDN အနေနဲ့ပြည်သူ့ရင်ခွင်ခုလုံလာတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအ ်ယူဂျီကာကွယ်ဝင်ကြီးဌာနကမလ3ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကတစုံတရာထုတ်ပြန်တာမျိုးမရှိသေးသလိုစစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စောမင်းထွန်းကိုတရင်ဌာနကတယ်လီဖုန်းနဲ့ဆက်သွယ်မိမြန်ခဲ့ပြီးမယ်။လက်ခံဖြေဆိုတာမျိုးမရှိပါဘူး။နောက်ထပ်တပုတ်အနေနဲ့ဖလန်းမြုပ်သိမ်းတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်သားတို့ဖမ်းမိထားကြောင်း CNDF ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်ဖလန်းမြုပ်မှာချင်းညီနာပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တွေဒီရက်ပိုင်းတွင်တိုက်ပွဲတွေပြင်းထန်နေပြီးစစ်တုံးပန်းပြင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထပ်မံဖမ်း ်းစီရရှိရလို့ချင်းမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ကပြောပါတယ်။ ကလန်မျိုးကစစ်ကောင်စီလက်ကျန်တက်စကန်ခါလိုက်ရ268တိုင်ရင်သိမ်းပိုင်နိုင်ဖို့ဒုစစ်စင်တိုက်ခိုက်နေပြီးဒီရပိုင်းတွင်တိုက်ပွဲတွေပြင်းထန်လာတာလို့ CNDF ပြောခွင့်ရသူစလိုက်တင်မီထွက်ကပြောပါရယ်။၅ရက်မြောက်ရှိပြီပေါ့တိုက်ပွဲကတော်တော်ပြင်းထန်တဲ့အနေအထားမှာရှိရဲသူတို့ကတော့လေကြောင်းအတိကထားတိုက်တာပေါ့မြေပြင်မှာကျွန်တော်တို့ကအသာစီးမှရှိတဲ့အခါကျတော့သူတို့ကလေကြောင်းကိုပဲတနေကုန်တုံးနေဒီနေ့မှဆိုရင်လည်းဖနန်းနာမှာသူတို့စစ်ကူလာချတဲ့ဟာလည်းရှိရဲသူတို့အင်အားဖြည့်နေတာပေါ့ကျွန်တော်တို့လည်းခါလိုက်ရ268ကိုအပိသက်သိမ်းနိုင်ဖို့စူးစမ်းနေပါရယ်။ ်ဒီရက်ပိုင်းတွင်လက်နက်ခင်းရန်တွေတင်ဆက်ရမိတာစစ်ကောင်စီတပ်ကစစ်တုံးပန်းတွေထပ်ဖမ်းဆီးရမိတာရှိပေမဲ့အရေးအတွက်နဲ့အသေးစိတ်ကိုမပြောနိုင်သေးဘူးလို့သူကပြောပါတယ်။2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာဖလန်းမျိုးတင်တိုက်ပွဲစတင်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့နောက်ဆုံးကြန့်နေတဲ့ခလာရ268တရင်ကိုချင်းညီနောင်ပူပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ဒီအခြေအနေနဲ့ပတ်သက်ပြီးစစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စောမင်းထွန်းကိုတရင်ဌာနကဆက်သွယ်ခဲ့ပြီးမဲ့ဖုန်းလက်ခံဖြေဆိုတာမျိုးမရှိပါဘူး။ ပြီးခဲ့တဲ့ဇန်နဝါရီ31ရက်နေ့ကလည်းဖလန်းမြို့တင်တိုက်ပွဲမှာစစ်ကောင်စီတပ်ကနေစစ်ကူပို့ပေးလာတဲ့စစ်ကောင်စီတပ်သား56ကိုတိုက်ပွဲတွင်ဖမ်းမိထားပြီးစစ်တုံးပန်းဖြင့်ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ပြောပါရယ်ချင်းပြည်နယ်မှာမြို့နယ်ကိုမြို့နယ်ရှိတဲ့နတ်မတူဘီမင်းတပ်ကပလက်ပလက်ဝတွန်းဆန်စတဲ့မြို့နယ်ငါးမြို့နယ်ကိုချင်းညီနောင်ဘွဲအရကတတော်အေးနဲ့ချင်းပြည်ကောင်စီဖွဲ့တို့ကအတီးတင်တိုက်ပိုက်ထိန်းချုပ်ထားတာပါကြံနဲ့လင်းမြို့နယ်တွေကဖလန်းမြို့ကိုချင်းညီနောင်ဘွဲကမြို့သိမ်းတိုက်ပွဲထိုးစစ်ဆင်နေပြီးဟာခနဲ့ထန်တလန်မြို့နယ်ကိုတော့ချင်းပြည်ကောင်စီ ီအဖွဲ့ဒုစစ်စင်တိုက်ခိုက်နေတာပါဆလတ်တင်ဆက်ပြီးမဲ့တရင်ကြောင်ရကတော့ရှိစချုံမျိုးနယ်ကမြေတော်ရွာကိုစစ်ကောင်စီတပ်မိရှုဖြက်စီတဲ့အကြောင်းတင်ဆက်ပြီးမှဖြစ်ပါတယ်။မကွေတိုင်းရှိစချုံမျိုးနယ်မြေတော်ရွာကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထုတ်ဝင်ရောက်နေပြီးဒေသခံတအုပ်ကိုတပ်ဖြတ်ခဲ့တဲ့အပြင်နေအိမ်တွေကိုလည်းမိရှုသွားတယ်လို့ရှိစချုံတောင်ရှင် Infro Committee ကမလာစချောင်းရည်ဒီမှာတရင်ထုတ်ပြန်ထားပါတယ်။ဆလတ်တင်ဆက်ပြီးမဲ့ကြောင်ရကတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကမလာ15ရည်ဒီမှာမြေတော်ရွာကနေ ပြန်ထွက်သွားတာကြောင့်ဒေသခံတွေကရွာထဲကိုပြန်လည်ဝင်ရောက်ချိန်မှာအသက်ခံထားတဲ့ရုပ်အလောင်းကိုတွေ့ရတာလို့ထုတ်ပြန်ကြမှာပြောပါရယ်စစ်ကောင်စီတပ်ကမြေတော်ရွာကိုမလ14ရက်နေ့နဲ့15ရက်ဒီမှာဝင်ရောက်စီးနင်းပြီးနှစ်ရက်ဆက်တိုင်းနေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့တာလို့ပြောပါရယ်မိလောင်ဖျက်ဆီးထားတဲ့အိမ်ကြီးအတွက်ကိုတော့ပြောဆိုတာမရှိပါဘူးဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးစစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်ဆော်မင်းထွန်းကိုသတင်းဌာနကမေးမြန်းဖို့ဖုန်းဆက်ခဲ့ပေမဲ့လက်ခံဖြေဆိုတာမျိုးမရှိပါဘူးရေစကြုံမျိုးနဲ့ရေလေကျွန်းဒေသကိုလည်းမလဆန်းကစပြီးစစ်ကောင်စီတပ်ကဝင်ရောက်တဆွဲပြီးရဲ့ ောက်မိရှုတက်ဖြတ်ခဲ့တာကြောင့်ရက်သား18ခုထပ်မင်းနဲ့တည်ဆုံခဲ့တယ်လို့ရှေးစကြိုတောင်းရှင် Infro Committee ဖွဲ့တာဝန်ရှိသူကပြောပါတယ်။ရှေးစကြိုမြို့နယ်မှာစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတာကြောင့်စဲတင်းမြင်းမြေစွန်းညောင်မွေးပင်ပြီးဆက်ကုန်နေရင်ပေါတော့ပေါဦးရွာနဲ့အနီးဝန်းကျင်ရွာတွေကဒေသခံပြည်သူတွေထောင်ထဲချီပြီးအိုးအိမ်ဆုံးခွာထွက်ပြေးနေရပါတယ်။နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP ရဲ့မလ14ရက်နေ့ထိစရင်အာနာတင်ထားတဲ့၄နှစ်ကျော်အတွင်းစစ်ကောင်စီတပ်ကြောင့်နိုင်ငံတော်မှာအရက်သားအယောက်6000 ောင်ကျော်တည်ဆုံခဲ့ရတယ်လို့သတင်းမှာဖော်ပြပါရှိပါရယ်ရှင်။